င်းမင်္ဂလာပါရှင်မနေ့ပြန်အောက်တိုဘာလ28ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်မင်္ဂလာပင်လယ်အနောက်လယ်ပိုင်းကဆန်ကလုံးမုန်တိုင်းမုန်ထားကအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံကိုကိုချိုမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်930မိုင်ခန့်အကွာမှာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အဆိုပါဆန်ကလုံးမုန်တိုင်းဟာနောက်24နာရီအတွင်းအားကောင်းတဲ့ဆန်ကလုံးမုန်တိုင်းအဖြစ်နဲ့ မနက်ဖြန်အော်တိုဘာလာ28ရက်နေ့မှာအိန္ဒိယနိုင်ငံအင်ဒရာပရာဒိရှ်ကမ်းခြေကိုဖြတ်ကျော်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။မုန်တိုင်းရဲ့အရှိန်တက်ရောက်မှုကြောင့်မြန်မာနိုင်ငံမှာမိုးရွာနိုင်ပေမယ့်အချို့နေရာတွေမှာသာမိုးထစ်ချုံရွာနိုင်ပြီးမိုးရင်ချိန်ပမာဏတွေကတော့ရခိုင်ခန့်မှန်းချက်အတိုင်းသာဖြစ်ပါတယ်။ဒါပြင်တောင်တရုတ်ပင်လယ်က BNN နိုင်ငံတောင်ပတ် ကန်နီပင်လယ်ပြင်မှာလေပွေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးဆက်လက်အားကောင်းလာမှာမဟုတ်ပဲကမ္ဘောဒီးယားကိုဖြတ်ပြီးအော်တိုဘာလ30ရက်နေ့မှာထိုင်းပင်လယ်အကွက်ကိုရောက်ရှိနိုင်ပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းထိရောက်ရှိနိုင်ကနိုဝင်ဘာလ6ရက်နေ့အထိလေပွေလိုင်းဖြစ်နေဆက်လက်တည်ရှိနေမယ်လို့သိရပါဗျာ။ မနက်ဖြန်အော်တိုဘာလ28ရက်နေ့နေ့လယ်ထိတနင်္လာရီတိုင်းမှာနေရာစိစိကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့အေရော်ရီတိုင်းတို့မှာနေရာကျကျနဲ့ကျန်တိုင်းနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ပြီးရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ်။ မွန်ပြည်နယ်မန္တလေးတိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူနေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလားကသတိပေးထားပါတယ်မြဝကျုံမရခိုင်ကန်ရိုးတိုင်းတခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မိုးတိုက်လေပြင်းကြစင်မှာရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ဘေကနေ17ဘေခန့်အထိရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိမှာဖြစ်ပြီးလှိုင်းမြင့်က မုတ်တမခွေမုံတနင်္လာရီကန်ရိုရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာ6ဘေကနေ10ဘေခန့်အထိရှိနိုင်ပါတယ်။နောက်နေ့အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာကျကျကနေနေရာဆက်ဆိုင်မိုးထစ်ချုံရွာနိုင်ပါတယ်။အားလုံးဘေးကင်းလို့စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းကြပါစေရှင်။